皆さんこんにちは。みんなは Aki Journey Study ရဲ့ one shot video season နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်တစ်ခေါက်ကဂျပန်ဒီဈာမပြောပြောနေတဲ့စားဆိုတဲ့စကားဆုံးပုံလေးဖြစ်တဲ့ copy လေးအကြောင်းပြောပြပေးခဲ့သလိုအခုဒီတစ်ခေါက်မှာလည်းဂျပန်လူမျိုးရေးဈာမတော်တော်လေးကိုအသုံးပြုလေးရှိတဲ့မားဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်။ဒီစကားလုံးလေးကအတန်ထွက်လာတဲ့ liquid တဲ့ကြောင့်ဂျပန်လူမျိုးတွေတာမကပဲဂျပန်စကားကိုအသင့်အင့်ပြောဆိုလာနိုင်တဲ့ဂိုင်းခုတ်ခုချင်းတွေပါတော်တော်လေးသုံးလာတာကိုတွေ့ရပါတယ်။ ကြောင့်ဒီစကလုံးလေးကိုကြောင်းကြောင်းချင်းချင်းအသုံးပြုနိုင်ဖို့အတွက်ကိုအပိုင်း၄ပိုင်းနဲ့ခွဲပြီးတော့ပြပြပေးသွားခြင်းပါတယ်။နံပါတ်1ကတော့ဘာပဲဖြစ်ဖြစ်ပေါ့လောလောဆယ်လှုပ်လိုက်ပါဆိုရက်ဒီပင်နဲ့အသုံးပြုတဲ့ပုံစံပဲဖြစ်ပါတယ်။နံပါတ်2ကတော့တခုခုကိုလောက်ခဏနေမှာအတီးပြုတ်ချက်လည်းမရသလိုယုံတော့မြုံရဲပြန်မှလောလောဆယ်တော့ဒါကိုလှုပ်လိုက်မယ်ဆိုတဲ့အချိန်နေနဲ့အသုံးပြုတဲ့ပုံစံပဲဖြစ်ပါတယ်။ နံပါတ်3ပုံစံကတော့တစ်ခုခုကိုခြေတုံချတုံနဲ့တုံဆိုင်နေတဲ့ပုံစံဖြစ်နေရင်တည်းမှာတစ်ဖက်သူပေါ့နော်ကိုကမိမိရအကြံဉာဏ်တင်ပြပြောဆိုတဲ့ပုံစံပဲဖြစ်ပါတယ်။နံပါတ်4ကတော့လုံးဝပြည့်ပြည့်စုံဂျင်းက်ဆရာကောင်းတဲ့အနေထားတော့မဟုတ်ပဲမလဲ။လက်ခံနိုင်လောက်တဲ့အနေထားမှာရှိနေတယ်ဆိုတဲ့အသေးပဲနဲ့ပြောဆိုအသုံးပြုတာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်မားရဲ့ပထမပုံစံတစ်ခုဖြစ်တဲ့ဘာပဲဖြစ်ဖြစ်ပေါ့လုံးဝဆယ်တော့လှုပ်လိုက်ပါဆိုတဲ့အချိန်လေးနဲ့အသုံးပြုတဲ့ပုံစံကိုအရင်ရှင်းပြပေးသွားခြင်းပါတယ်။ တယောက်ယောက်ကတခြားတစ်ခုခုကိုလောက်ခံဒီအချိန်ခါမျိုးမှာကိုဘက်ကနေပြီးတော့ဘာဖြစ်ဖြစ်ပေါ်လောလောဆယ်ဒါလေးတော့လုံးလိုက်ပါဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးတဲ့ပုံစံပဲဖြစ်ပါတယ်။ဥပမာတစ်ချက်ကြည့်အောင်နော်။မာအိုခါကေကုဒါဆိုင်မာအစ်ပိုင်ဒိုးဆိုမာရဲ့ဒုတိယပုံစံအသုံးကတော့တခုခုကိုလောက်ခံဒီအချိန်မျိုးမှာအတီးပြည့်ချက်လည်းမရလို့ယုံလဲမယုံရဲပြင်မဲ့လောလောဆယ်ဒါလေးကိုလုံးလိုက်မယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးတဲ့ပုံစံပဲဖြစ်ပါတယ်။ဥပမာတစ်ချက်ကြည့်အောင်နော်။မာအစ်တမီယောကာ မချောဆန်းစတဲ့မီယောမရဲ့တတိယပုံစံအသုံးကတော့တခုခုကိုချီတုံချတုံနဲ့တုံဆိုင်နေနေမှာမိမိကနေတခြားသူကိုအကြံဉာဏ်တင်ပြပြောဆိုတဲ့ပုံစံနဲ့သုံးတာပဲဖြစ်ပါတယ်။ဂျပန်လူမျိုးတွေကြားမှာတခုခုကိုဆန့်ကျင်ပြီးတော့တစ်ဖက်သူနဲ့ပြောလိုက်တဲ့ခံပြောချင်ရင်စိတ်ထဲမှာတမျိုးဖြစ်သွားတာလို့စိတ်နှောက်ယှက်ဖြစ်သွားတာလို့အဲ့လိုဖြစ်သွားတဲ့အခြေအနေမျိုးတွေကြုံတတ်ပါတယ်။အဲ့တော့အဲ့လိုအခြေအနေမျိုးမှာမားကိုထည့်သုံးလိုက်တဲ့ဆိုရင်ငါပြောတဲ့စကားနည်းနည်းတော့စိတ်ထဲမှာ ကြီးတုံးချတော့မဝင်မရဖြစ်နေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ခန်းစားချက်ကနောက်မှာပါဝင်နေပါတယ်။ကဲသူ့ရဲ့ဥပမာလေးနဲ့အတူတူကြည့်လိုက်ကြရအောင်။မာကုနိုကေကကူဥမာကူ行かないと思うな。မာ働きすぎはやめた方がいいと思うよ。အဲ့လိုပုံစံလေးနဲ့သုံးတာပဲဖြစ်ပါတယ်။မာရဲ့နောက်ဆုံးအထုံးပြတဲ့ပုံစံကတော့လုံးဝပြီးပြည့်စုံချိန်နှက်စရာကောင်းတဲ့အချိန်နေမျိုးတော့မဟုတ်ဘဲနဲ့လုံးလုံးစရာတော့ ဂျင်းနတ်လက်ခံလိုင်းလောက်တဲ့အနေအထားမှာရှိနေသေးတယ်ဆိုတော့ပုံစံမျိုးနဲ့သုံးတာပဲဖြစ်ပါတယ်ဥပမာခိုင်းစန်းတန်ဝါဒက်စတာတကယ်တော့အာကိုရတဲ့ဤでしょ今の状況を考えたらまあ頑張ったと思うよမားရဲ့အတိတ်ပဲကတခြားပုံစံအခြေအနေနဲ့အသုံးပြတဲ့ပုံစံရှိကောင်းရှိနိုင်ပြီမလဲဒီကဲကဲအသုံးပြတဲ့နီချီကျော်ခိုင်းဝမ်းမှာတော့ဒီမားရဲ့အသုံးပြတဲ့ပုံစံကဒီလေးခုကအများဆုံးပဲဖြစ်ပါတယ် ောက်ထပ်ထပ်ပြီးတော့စက်တဲရှင်းပြစရာတခုကရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့မားကိုနှစ်ခုဆင့်သုံးပြီးတော့ဗောနော် မားမားဆိုတဲ့ပုံစံနဲ့သုံးပြီးတဲ့ပုံစံကိုကြောက်ကြလာမလို့ထင်ပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မားမားရဲ့အသေးပဲနှစ်ခုကိုဆက်လက်ပြီးရှင်းပြပေးတော့ပါမယ်ပထမတစ်ခုဖြစ်တဲ့မားမားရဲ့အသေးပဲကတော့ဆောနကရှင်းပြပေးသွားခဲ့တဲ့မားရဲ့နောက်ဆုံးပုံစံနဲ့တော်တော်လေးဆင်တူတဲ့ပုံစံဖြစ်ပါတယ်။လုံးဝပြီးပြည့်စုံဂျီနက်ဆီယာနေထားတော့မဟုတ်ဘဲနဲ့လက်ခံနဲ့လောက်တဲ့နေထားတော့လောလောဆယ်ရှိရဆိုတဲ့ပုံစံနဲ့သုံးပြလာမယ်ဖြစ်ပါတယ်။ဒီမားမားရဲ့အသေးပဲက မဟာဓာတ်လက်ကရစ်ပုံစံပြီးအငင်းဆန်တဲ့ပုံစံမျိုးကိုပို့ပြီးတက်ရောက်ပါတယ်။သူ့ရဲ့အတိတ်ဘယ်ကလက်ခံနိုင်လောက်တဲ့အနေအထားမှာရှိရဆိုပေမဲ့လည်းနည်းနည်းလေးတော့စူးစမ်းပြီးကြည့်စေချင်တယ်ဆိုတဲ့ခံစားချက်လေးကတော့မှရောပါနေပါတယ်။ဥပမာလိုမျိုးလေးပါ။ကျောနိုတက်စတိုဒိုတတာမာမာခနာအစိကဝါဆန်နော音楽のサインドはどう思うなんかね彼女は音楽のサインドはまあまあかな လိုပုံစံမျိုးနဲ့အသုံးပြုတာပဲဖြစ်ပါတယ်။ဒီမှာပြောသွားတဲ့အသေးပဲကသူမရဲ့တီဂီတာပါရမီကတော်တယ်လို့ဆိုတာထက်ခံစားလို့ရရုံလောက်ပဲရှိတယ်။နည်းနည်းလိုသေးတယ်။နောက်ထပ်နည်းနည်းလေးစူးစမ်းပြီးစီဂျင်နေဆိုတဲ့ခံစားချက်လေးကတော့မှရောပါနေပါတယ်။အဓိကကမမရဲ့အသေးပဲကအခုရှိနေတဲ့အခြေအနေထက်နောက်ထပ်နည်းနည်းလေးပိုပြီးစူးစမ်းဖို့တတိမထားလို့မရတဲ့အခြေအနေမှာပေါ့နော်။သုံးတာကိုသိစေချင်ပါတယ်။နောက်တစ်ခုမမရဲ့အသေးပဲကတော့ intonation လို့ခေါ်တဲ့အတန်အနည်းမြင့်အတက်ကြလေးပုံမူတည်ပြီးတော့အဓိပ္ပာယ်ကပြောင်းလဲသွားပါတယ်ဒီနေရာမှာ intonation ဆိုတာကအတန်ရဲ့အလဲပိုင်းပေါ့နော်မာမာဆိုပြီးတော့အတန်အနည်းမြင့်ပြီးပြန်ကျလာတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ်ဒီဒုတိယတစ်ခုမာမာရဲ့အဓိပ္ပာယ်ကတော့အေးစေးစေးတတိငင်ငင်ပဲလှုပ်ကြဆူဆိုတဲ့ပုံစံမျိုးနဲ့သုံးတာပဲဖြစ်ပါတယ်တစ်ဖက်သူကပေါ့နော်ကိုယ်တစ်ဖက်ဆွန်းရောက်တဲ့စကားတွေပြောပြီးတော့တောကအပူတွေလာပေးတဲ့အခါမျိုးမှာပြန်ပြောတဲ့ပုံစံဖြစ်ပြီးတော့မင်းပြောတာရမ်းလွန်နေပြီလေအေးစေးစေးတတိငင်လှုပ်ကြဆူလားဆိုတဲ့အချိန်မှာသုံးတယ် မာမာရဲ့အသုံးပြုပုံစံပဲဖြစ်ပါတယ်။ဥပမာအသုံးပုံစံနေနဲ့တူကြည့်အောင်နော်။あのやつキモすぎる。死ねばいいのに。まあまあちょっと落ち着きましょう。ကဲဒီနေ့ပြပြပေးသွားတာကောမာရဲ့အသုံးပြုပုံစံနဲ့အတိပဲ၄မျိုးနဲ့မာမာရဲ့အတိပဲနဲ့အသုံးပြုပုံစံ၄မျိုးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကမိနာဆန်တို့အတွက်အကျိုးသုံးတရားရှိတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ ARG 20 Study Channel လေးကို က်ခံ subscribe လုပ်ရသည် subscribe လုပ်ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်အရိကတ်တို့ကိုဆိုင်းမတ်စတာကျေးဇူးပါနောက်မှပြန်တွေ့မယ်နော်မတန်းနဲ့